အားလုံးမင်္ဂလာပါဒီနေ့တကယ်ဒီမဲ့တင်ငန်းစာကတော့အခန်းတေလေ့ကျင့်ငယ်တိသမ30ကနံပါတ်1 3 5ပဲဖြစ်ပါတယ်နံပါတ်1မှာကျတော့ကျတို့နော်သူကဒီခန်းမှာကျို့ဘာတွေတင်ရလဲဆိုလို့ရှိရင်ဒီခွေးတွေတင်ရပါနော်ခွေးတွေခွေးတွေမှာဆိုလို့ရှိရင်လက်သေးခွေးရှိမယ်တွန်ခွေးရှိမယ်လေးတော်ခွေးရှိမယ်နော်နောက်တစ်ခုကကျကိန်းချုပ်မင်းဆိုတာလည်းကျတို့သင်ခဲ့ရပါတယ်နော်ကိန်းချုပ်မင်းဆိုတာကဘင်းကူလန်လို့ခေါ်ပါတယ်နော်ကိန်းချုပ်မင်းမှာဒါဆိုလို့ရှိရင်ကျတို့က အောက်ပါလို့ရှင်းပါဆိုနံပါတ်1 2 3 into နောက်ဂရင်းနဲ့မှာတက်ဂရင်းနဲ့မှာ1 minus 1 by 4ပြီးတော့ရှိရင် divided by နော်ဒီကဂရင်းနဲ့မှာ minus 3 by 4နော်အဲ့ဒါကိုဒီလိုအရင်ဆုံးရှင်းပါပါအဲ့လိုမျိုးရှင်းတဲ့အခါမှာဒီလိုကဒီတက်ဂရင်းနဲ့မှာရှိတဲ့ဟာကိုအရင်ဆုံးရှင်းပေးရပါတယ်နော်လဒဂွေးနဲ့မှာရှိတဲ့အောင်ရုံရှိမဲ့ဆိုလို့ရှိရင်ဒီလိုပိုင်းကြီးရုံညိမယ်ပေါ့နော်ပိုင်းကြီးညိမယ်ဆိုပိုင်းကြီးရှိပြအောင်လို့လေးကိုခြေဝက်နည်းနည်းမြောက်မယ်နော်ပိုင်းကြီးကိုနည်းနည်းမြောက်ရင်ပိုင်းဝေကိုလည်းနည်းနည်းမြောက်မယ်နော် ဒါဆိုရင်တို့ပိုင်းရဲ့ဒူဝါယူနော်2 by 3 into 1 by 8 minus 2 by 8အဲ divided by minus 3 by 4ပေါ့နော်ဒါဆိုရင်တို့2 by 3ကတရားပြန်ရေးမယ်နော်ဒီမှာပိုင်းတရားရှိရေးမယ်နော်ဟို plus 1နဲ့ minus 2ဆိုတော့ကျတော့လက္ခဏာမလို့တော့နှုတ်ပေးရမယ်နေ့တရားတင်းတော့တစ်ကျင်မယ်လက္ခဏာအနုလက္ခဏာကညာရဖြစ်တဲ့တဲ့အနုလက္ခဏာကိုရေးမယ်နော်ဒါဆိုရှင်နောက်ကအဲအစားအကြအမြပြောင်းမယ်အမြပြောင်းတဲ့ခါမှာ3 by 4ကနေပါသိပါတယ်ဆိုရင်4 by 3ဖြစ်သွားမယ်ဒါဆိုရင်အရင်ဆုံးကြည့်မယ်ပေါ့နော်အဲနှစ်တလီနေနှစ်လေးလီရှင်း နော်ဒီကလေးနဲ့လေးနဲ့လည်းကြည်သွားမယ်ဒါဆိုရင်ပိုင်းကြီးမှာပါကြံလို့ဆိုရင်ပိုင်းကြီးမှာသုံးသုံးလीကိုပိုင်းဝင်မှာတည်ကြတယ်ပေါ့နော်အမအနှုတ်နဲ့အနှုတ်နှစ်ခုမြောက်တာဖြစ်တယ်နှုတ်နှစ်ခုမြောက်အပေါင်းဖြစ်သွားပါတယ်ဒါကြောင့်မို့အဖြေက1.9ရပါတယ်နောက်တစ်ခုကနံပါတ်1ပါနံပါတ်1က 4.5e 4.9 plus 2.3 divided by 27.9ပေါ့နော်အဲ့ဒီမှာကျတို့သင်ရတာ e ဆိုလို့ရှိရင်ကျတို့ကပါတော့ဆိုရင်အမြောက်ပါနော်အခက်လာ e ကိုရေးထားတာကကျတို့အမြောက်ကိုပြောတာဖြစ်ပါတယ်ဒါဆိုရှင်ကျတို့ပြန်ရေးမယ် 4.5 into ပေါ့နော်နောက်က game ကို4 4.5 by 9 plus 2 by 3ပြင်ရင်မယ်ပြန်ရင်သူအဲဘယ်လဲ27 by 9ကိုကျတော့သူကိန်းလူပြန်ပြောင်းမယ်ပေါ့နော်ကိန်းကိုကိန်းလူပြန်ပြောင်းတဲ့အခါမှာ25 by 9ရပါတယ်အဲဒီမှာကျတော့ gain ရအောင်ရင်းရှင်းမှဖြစ်တဲ့ဘိုင်းကြီးနှိပါမယ်ဘိုင်းကြီး၉ပြအောင်လို့၃ကို၃နဲ့မြောက်မယ်ကိုင်းဝေကိုလည်း၃နဲ့မြောက်မယ်ပေါ့နော်ဒါဆိုရင်4 by 5 into 4 by 9 plus 6 by 9 divided by 25 by 9ရရပေါ့နော် ဒါဆိုလို့ရှိရင်တို့ကကိုယ့်ဘာဖက်ကိုဒီိုင်းပြင်ရင်မယ်နော်ဘိုင်းကြီးကကိုယ့်ဘက်ပြင်ရင်မယ်နော် platform နဲ့ blessing နဲ့ဆိုတော့တို့ platform ရရပေါ့နော်နောက်ကဟာကြတော့တို့အစားအုံများပြောတဲ့ခါမှာနော်နောက်ကနောက်ဆုံးကနောင်းကိုပြောင်းပြန်တဲ့ခါမှာ9 by 25ရပါတယ်အဲဒီပထမဆုံး9တလီ9 9နဲ့20ပြရရင်နော်9နဲ့9နဲ့ချိန်မယ်ဒါဆိုရင်ဘိုင်းကြီးက25ဘိုင်းဝေကကြတော့ရှေ့ရရင်နော်အဖြေရတာပါမယ်နံပါတ်3ကတော့ နော်1 1 4 2 3 1 3 1 9 9 4 9အဲ့ဒီမှာကျွန်တော်က green နဲ့မှာပေါ့နော် green နဲ့မှာကျွန်တော်ဒီမှာ draw move ပေးထားရဲဆိုလို့ရှိရင်နော်အဲ့ဒီမှာကျွန်တော်အမြောက်နဲ့စားရဲမှာဆိုရင်ကျွန်တော်အမြောက်ဝင်လုံးရှင်းရတယ်ပေါ့နော်ပေါင်းအမြောက်စားပေါင်းလုံးမှာဆိုရင်ကျွန်တော်အမြောက်စားဝင်လုံးရှင်းရပါတယ်ဒါဆိုရင်3ဘိုင်း2ဘိုင်းနဲ့3ဘိုင်း2ဘိုင်းနဲ့ကိုကျွန်တော်အမြောက်တဲ့အခါမှာဘယ်လိုရလဲဆိုရင်နော် အဲပိုင်းခြေချင်းမြောက်ပဲပိုင်းခြေချင်းမြောက်တော့ပိုင်းခြေချင်းမြောက်တော့သုံးသုံးလေးကိုရတယ်ပိုင်းခြေချင်းမြောက်တော့နှစ်တလီနှစ်ပေါ့နော်အဲ့ဒါရင်2 by 9ရရတယ်ပေါ့နော်အနောက်က1 by 9နဲ့တကပြန်ပေါင်းရပါမယ်ဒါဆိုရင်တို့ဒီ green ထဲမှာရှိတဲ့အမြောက်ကိုရှင်းပြရဲဆိုတော့ green ထဲမှာရှိတဲ့ဒီအပေါင်းကိုဆက်ဆက်ဆက်ရှင်းပါမယ်ပေါ့နော်အဲ့ဒါရင်တို့5 by 4ကိုရင်းသွင်းရင်းမယ်9 by 2နဲ့9 by 1နဲ့ပေါင်းတဲ့အခါမှာတို့က9 by 3ရရတယ်ပေါ့နော်နောက်ကအစားကိုလည်းတို့အမြောက်ပြောင်းတယ်ပြောင်းတဲ့အခါမှာ4 by 9ရနေ9 by 4ဖြစ်သွားပါတယ်ဒါဆိုရင်တို့ဘာနဲ့ဘာနဲ့ခြေလို့ရတယ်ဆိုရင်9နဲ့9နဲ့ချိန်မယ်ဟုတ်နော် နိုင်နေဒီဘက်ကအော်ဒီမှာအနှောက်ရအမြရရှိရပါတော့နော်အဲ့ဒါနှုတ်ရအမြရရှိတဲ့ခါမှာကျတို့အမြကိုရင်ရှင်းတဲ့ခါမှာနိုင်နေနိုင်နေချေတယ်။ဒါဆိုရင်ရှေ့ရကင်းရ5ပိုင်းဖို့ဖြစ်ပြီးတော့နောက်ကကင်းရကျတော့3ပိုင်းဖို့ဖြစ်ပါတယ်။ဒါဆိုရင်နော်4ပိုင်း5ပိုင်းနဲ့4ပိုင်း3ပိုင်းကိုနှုတ်လို့ရှိရင်ဘလောက်ရလဲဆိုရင်4ပိုင်း2ပိုင်းမှာနော်အပေါင်းကများဖြစ်တဲ့တည်းကျတို့အပေါင်းကိုဒီအပေါင်းလက္ခဏာကိုရေးရရတယ်ပေါ့နော်။နောက်တစ်ခုကကျတို့နံပါတ်4ပါဟုတ်2.4ကိုကျတို့ကပြန်ပေါ်နောက်နဲ့ခြေတဲ့ခါမှာ1.2ရတယ်2.4နဲ့1.2နဲ့လည်းတူရဲပေါ့နော် ောက်ကကျွန်တော်နံပါတ်၄ပါနော်နံပါတ်၄မှာဆိုရင်2 5 1 2 1 2 1 3အဲ့ဒီမှာကျွန်တော်အပေါ်မှာချုပ်မြင်းဆိုတဲ့ဟာတွေကိုတွေ့ရပါတယ်အပေါ်မှာနော်အဲ့ဒါချုပ်မြင်းဆိုတာကကျွန်တော်အခုမှငါသုံးခုပေးထားတယ်အပောင်းရဲ့နှုတ်ရဲ့သုံးခုမှာကနတ်သုံးခုပေးထားတဲ့အခါမှာသူကနောက်က1 by 2နဲ့1 by 3နဲ့ကိုအင်းဆုံးရှင်းရမယ်နော်အဲ့ဒါကိုသူကအဲကိန်းချုပ်မြင်းလို့ခေါ်ပါတယ်နော်ဘင်ကူလန်နော်ဘင်ကူလန်လို့ခေါ်တယ်ကိန်းချုပ်မြင်းမှာဒါဆိုရှင်ကျွန်တော်ဆက်သွားမယ် အဲ့ဒီမှာကျတို့ကအဲ့ဒီကိန်းချုပ်မြင်းတစ်ခုပေးထားရအောင်ကျတို့အရင်ဆုံးရှင်းမှာဖြစ်တယ်ဒါပိုင်းကြီးညိမယ်ပေါ့နော်ကဲပိုင်းကြီး၆ပြောင်းလို့နှစ်ကိုသုံးနှစ်မြောက်မယ်သုံးကိုနှစ်နှစ်မြောက်ဒါဆိုရင်ကျတို့ကရှင်းရနှစ်နှစ်ငါးနှစ်ကျော်တာနှစ်ငါးရီ30 30မိုင်းနဲ့ပေါ့နော်ဒါဆိုရင်ခွေနဲ့မှာက1 by 2 plus အဲပိုင်းကြီးညိတဲ့အခါမှာပေါ်က3 by 4ရပြီးတော့နောက်ကကြေးရကျတော့2 by 4ရပါတယ်ဒါဆိုရင်ပိုင်းကြီး2ရပြီပေါ့နော်အဲ့တော့10မိုင်းနဲ့1 by 2နော် ်6ဘိုင်း3ဘိုင်းနဲ့6ဘိုင်း2ဘိုင်းနဲ့တက်ခါမှာဒီလို6ဘိုင်း2ဘိုင်းရပါတယ်နော်ဒီဘိုင်းနဲ့ဘိုင်း2ဘိုင်းကြီးအဲပြီးလို့ရှိရင်ဒီလိုကဘိုင်းခွေးနဲ့ဟာဘိုင်းကြီးကြီးမယ်ဘိုင်းကြီးချပြရအောင်နှစ်ကိုသုံးနှမြောက်မယ်ဘိုင်းကြီးကိုသုံးနှမြောက်မယ်ဘိုင်းဝေးကိုလည်းသုံးနှမြောက်မယ်နော်အဲ့တော့10မိုင်းနဲ့3ဘိုင်း C လဲ1မိုင်း C ဒီဘိုင်းနဲ့ဘိုင်း2ဘိုင်းကြီးပဲနော်အဲ့ဒီကျွန်တော်က30ကိုရမယ်6ဘိုင်း3ဘိုင်း6ဘိုင်း2ဘိုင်းနော်6ဘိုင်း4ဘိုင်းရပါမယ်။နောက်ကအစားကိုမြတ်ပြောင်းမယ်။ပြောင်းတဲ့ခါမှာ2ဘိုင်း3ရနေ3ဘိုင်း2ဖြစ်သွားပါမယ်။ ဒါပြင်ကျွန်တော်အပိုင်းအဲဒီတော့အမြတ်ဝင်ကျင်းတဲ့ခါမှာနှစ်တယ်လီနေနှစ်တယ်လီလေးပေါ့နော်၃တယ်လီ၃၃တယ်လီ၆ဒါပြင်ပိုင်းဝင်မှာလည်းနှစ်ကျန်တယ်ပိုင်းကျင်မှာလည်းနှစ်ကျန်တယ်ပေါ့နော်အဲနှစ်ပိုင်းနှစ်ပိုင်းဆိုတော့ကျွန်တော်ဘလောက်ရတယ်1တင်းနဲ့ညီပါတယ်ဒါကြောင့်မို့ကျွန်တော်ကနော်တင်းနဲ့ညီရ10တဲ့က10တော့တော့ဘလောက်ရတယ်ဆိုရော6ကျန်ပါတယ်နော်ဒါပြင်ကျွန်တော်နံပါတ်5ကိုသွားပါမယ်နံပါတ်5မှာကြတော့2 plus เนาะဒီ2ငွေနဲ့မှာကြတော့2 1.4 minus ဒီလက်သေးခွဲနဲ့မှာ5.4 minus 2.3 minus 1.3 1.7အဲ့မှာ2.3 minus 1.7ကိုကျွန်တော်ကခဲချုပ်မြင်းနဲ့ချုပ်ထားတယ်အဲ့ဒါကိုအဲ့ဒါလေးကိုအရင်ဆုံးရှင်းရမယ်နောက်ဆုံးမှာ divide by h by 21ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်က2ကိုဒီကြိုင်းရေးမယ်ခွဲနဲ့2ခွဲနဲ့မှာရှိရဲ2.4ကျတော့ပိုင်းရင်း2ခွဲလေးတဲ့ခါမှာ9.4ရရတယ် minus เนาะ5.4အဲ့ဒီမှာကျွန်တော်နောက်ကခဲချုပ်မြင်းချုပ်ထားတဲ့ခုကို နော်ဝင်လေးခတ်ပြီးတော့ရုပ်ပိုင်းကြီးနှိပ်ပါမယ်ပိုင်းကြီး21ပြည့်အောင်လို့3ကို9နဲ့မြောက်မယ်9ကိုလည်း3နဲ့မြောက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရှေ့ရရောဒီတိုင်းပြန်ရင်မယ်ရေးပြီးတဲ့ခါမှာဒီနောက်ဒီဝင်းကြီးတွေကဝင်းလေးပေါ့နော်အဲ့ဒီကပိုင်းကြီးက3နဲ့3နဲ့27ဟို1ခု44ပိုင်းကြီးက3နဲ့27 9 3နဲ့27 3နဲ့3ပေါ့နော်အဲ့ဒီပိုင်းကြီးညီသွားပါပြီပိုင်းကြီးညီရတဲ့အခါမှာရှေ့ကရိုင်းပြန်ရင်းမယ်ပိုင်းကြီးကနော်27ရပြီးတော့16တက်က3တော့17ရတယ်ဒါဆိုရင်ရှိ ဝင်းကြီးတဲ့ကဝင်းလေးတစ်ခုကပြုတ်သွားပါပြီဒါဆိုရင်ရှေ့ကဖတ်ဆိုင်ဖို့ minus 11 by 21အဲ့တော့ကျေကွင်းဒီတကယ်ကွင်းနဲ့ဟာကိုတကထက်ရှင်းမယ်ရှင်းတဲ့ခါမှာ၄ကို27နဲ့မြောက်ပြီးတော့27ကိုလည်း၄နဲ့မြောက်မှာပါနော်အဲ့လိုမြောက်ပြီးတဲ့ခါမှာပိုင်းကြီးက84ရပါတော့မှာရှေ့ဟာတွေကကျေပြန်မဲ့ပြန်ကြီးလာတယ်ပေါ့နော်ပိုင်းကြီး84 92 5ကြီးက105 71လေးကြီးက44ပေါ့နော်ဒါဆိုရင်105ရဲ့44ကိုနှုတ်ပါမယ် ရ50 40 40တော့60ကျန်တယ်အာကပိုင်းကြီးက80လေးဒါဆိုရင်ဒီကလက်သေးဝင်းတစ်ခုပြသွားပြီနောက်တူဝင်းပေါ်တာလေးပေါ့နော်အဲတူဝင်းမှာလည်းကျွန်တော်ဖုန်းနဲ့ AG ဖုန်းနဲ့ဆိုတော့84ပြအောင်လေးကိုဒီလို21နဲ့မြောက်ပေးရပါတယ်ဟုတ်နော်လေးကို21နဲ့မြောက်တော့ပိုင်းကြီးကနော်84ဖြစ်သွားပါပြီဒီ189ရက်က61ကိုနှုတ်မှာပေါ့နော်189ရက်က61ကိုဒီလိုနှုတ်ကမှာပါ ဲ့တော့ရုပ်128ရရပါတော့ပိုင်း180ဒီတော့သင်းတုံငင်းတုတ်သွားပါပြီပေါ့နော်။အပြင်အစားကိုကျွန်တော်မျှပြောင်းမယ်။အိပ်ပိုင်း21ကအမျှပြောင်းတဲ့ခါမှာပြန်ပြန်လည်တဲ့ခါမှာ21မှာအိပ်ရပါတယ်။အပြင်ကျွန်တော်ကနောက်ကမျှောက်တဲ့အောင်ရုံးရှိမယ်ပေါ့နော်။အပြင်80တည်းရှိနော်86တွေက128ပါ။နောက်က84နဲ့21နဲ့ကြာ24လေးကြီး84ပေါ့နော်။ဒါသိရင်ရုပ်16ကိုတခါလေးနဲ့ပြန်စားတော့၄တက်လေး၄လေးလေး16ဆိုအဖြေ၄ရရပေါ့နော်။နောက်ကအနီအမြတ်ဝင်ရှင်းတဲ့ခါမှာအဖြေ၄ရရတယ်။ဒါသိရင်နှစ်နဲ့လေးနဲ့ဒီလိုပေါင်းတဲ့ခါမှာပြရတယ်ဆိုရင်6ရပါတယ်။ နောက်ကနံပါတ်5ပေါ့နော်ဟုတ်ပြီနောက်တစ်ချိန်ကျရင်နံပါတ်6ကိုရှိကိုဆက်ပြီးရှင်းပြပေးပါမယ်စုံတိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်